โอเคဒါဒါဖုံးမှာဒါဗိုက်တာမင် D ညော့နေခြင်းအပိုင်း1ဖြစ်ပါတယ်မကြည့်ရသေးရင်အပိုင်း1ကနေစာကြည့်ပေးပါအော်ဒီမှာဆက်ပြောမှာကြတော့ပိုင်း1မှာကြံခဲ့တဲ့ဟာပေါ့နော်ခန္ဓာကိုယ်ရဲ့ immune ကိုသူထိန်းပေးတယ်။ immune ကမှ inflammatory process တွေပေါ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ရောင်ရမ်းမှုဖြစ်စင်တယ် အဲ့တော့ဒီရောင်ရမ်းမှုဖြစ်စဉ်တွေထိန်းတာအရေးကြီးတယ်။သပင်ချွတ်တာအားတို့အက်နီထွက်တာအားတို့ပြီးနှလုံးသွေးကြောကျဉ်းတဲ့ဖြစ်စဉ်ဖြစ်တာအားတို့ဒါတွေအကုန်လုံးကရောင်ရမ်းမှုတိခန္ဓာကိုယ်ထဲမှာဖြစ်နေတဲ့အသေးစားဖြစ်စဉ်တွေကနေတဆင့်သွားတဲ့ဟာတွေ။အဲ့ဒါကိုထိန်းပေးတယ်။နောက်မှလည်းအခြေပြောပါမယ်။အဲ့တော့နံပါတ်1မှာခုခံအားစနစ်မှာဗီတာမင် D ကဘယ်လိုထိန်းညှိပေးလဲဆိုတာကိုပြောသွားတယ်။အခုနံပါတ်3ကိုဆက်ပြောမယ်။ဗီတာမင် D ကကျွန်တော်တို့ရဲ့အာရုံကြောတွေရဲ့ကျွန်တော်တို့ရဲ့ mood ပေါ့နော်စိတ်ခံစားမှုတွေကိုထိန်းညှိပေးတယ်။သူကအကြံဉာဏ်3နည်းနဲ့ထိန်းညှိတယ်။ နံပါတ်၁ကကြတော့သူက neurotrophic action ရှိတဲ့ vitamin D ရသူက neurosteroid hormone လို့တော့မှတင်စားခေါ်ပါတယ်ပေါ့နော်အဓိပ္ပာယ်ကဒီအာယုံကြောတွေဖွံ့ဖြိုးမှုကိုသူကအထောက်ပံ့ပေးတယ်ပေါ့ကလေးငယ်လေးတွေမှာဆိုလို့ရှိရင် vitamin D နည်းနေမယ်ဆိုလို့ရှိရင်ဒီညာရီဘိုင်းမှာဖွံ့ဖြိုးမှုပြဿနာတက်တာမျိုးတွေဖြစ်နိုင်တယ်အာယုံကြောပေါ်မှာရှိတဲ့နံပါတ်1 action ကကျတော့ neuroprotective action သူကအာယုံကြောကိုကာကွယ်ပေးတယ် ဘယ်ကနေကကွယ်ပေးတာလဲဆိုတော့ inflammatory process ပေါ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ရောင်ရမ်းမှုဖြစ်စဉ်တွေကနေအာယုံကြောကိုဖျက်ဆီးတာဒဏ်ရာရအောင်လုပ်တာကနေသူကကွယ်ပေးတာအဲ့တော့အဲ့လိုကွယ်ပေးရင်ဘာဖြစ်လဲဆိုတော့အာယုံကြောဆုံးရှုံးမှုတိတ်မရှိဘူးအဲ့တော့အာယုံကြောဆုံးရှုံးမှုမှာကျွန်တော်နှစ်ပိုင်းပြောမယ်ပေါ့နော်ပထမပိုင်းကကျွန်တော်အာယုံကြောဆုံးရှုံးနေဆိုတာကကျွန်တော်အသက်ကြီးရင်လည်းဆုံးရှုံးတယ်အဲအဲ့လိုအသက်ကြီးရင်ဆုံးရှုံးတာလည်းသူကကွယ်ပြီးတော့ Alzheimer တို့ Parkinson တို့အသက်ကြီးရောဂါတွေတိတ်မဖြစ်ဘူးပေါ့နောက်တစ်ခုကကျတော့သူက အုံနောက်ထဲမှာရှိတဲ့ဒီပျော်ရွှင်မှုတင်းတိမ်မှုထိမ့်တဲ့အာယုံကြောတွေကိုသူကကာွယ်ပေးတယ်။ဆီရိုတိုနင်တို့ဒိုပမင်းတို့ထုတ်တဲ့အာယုံကြောတွေပေါ့။အဲ့လိုကာွယ်ပေးခြင်းအပြင်စိတ်တက်ကြတာတွေပြီးရင် anxiety လို့ခေါ်တဲ့ဒီကြောင်ကြတာတောကရောက်တာစိုးရိမ်ပူပန်တာတော့လူတွေနဲ့ဆက်ဆံရမှာအကြောက်လို့တယောက်တည်းနေတာမျိုးတွေဒါမျိုးတွေကိုသူကမဖြစ်အောင်ကာွယ်ပေးတယ်ပေါ့။နောက်ဆုံးဗီတာမင် D ရအာယုံကြောပေါ်မှာဘာ effect ရှိလဲဆိုတော့ neuroplasticity ကိုသူကကောင်းအောင်လုပ်ပေးတယ်။ neuroplasticity ဆိုတာက တခုခုဆိုတင်လွယ်တက်လွယ်တယ်လူကြီးဖြစ်ဖြစ်ကလေးဖြစ်ဖြစ်ပေါ့နော်တင်လွယ်တက်လွယ်တယ်ပြီးရင်ပတ်ဝန်းကျင်အစ်စ်တခုလူတွေအစ်စ်တွေနဲ့အလုပ်ကိစ္စအစ်စ်တွေနဲ့သူတင်ရတော့မယ်ဒါကိုကျင့်သားရအောင်နေရတော့မယ်ဆိုလို့ရှိရင်လွယ်ကူတယ်သူတို့ကအဲ့တော့ကြောင်းပြန်ပေါ့နော်ဗီတာမင် D နဲ့ဘာဖြစ်မှာလဲဆိုတော့တက်ကြီးယောဂါတွေဖြစ်ဖို့လားလာပိုများတဲ့အဇိုင်းမာတို့ပါကင်ဆန်တို့ပြီးတော့ရင်ကလေးတွေဆိုလို့ရှိရင်ညာရင်ဖွံ့ဖြိုးမှုမှာနည်းနည်းလေးနှောင့်နေတာမျိုးဖြစ်နိုင်တယ်ပြီးရင်တင်လွယ်တက်လွယ်တိတ်မဖြစ်တာမျိုးတွေပေါ့နော်နောက်တစ်ခုကကျတော့ depression ဆိုတဲ့စိတ်တကြယောဂဖြစ်ဖို့လွယ်တယ်။နောက် anxiety ဆိုတဲ့ဒီကြောက်ကြမှုတွေပြီးရင်ကြတော့နည်းနည်းစိတ်အတက်အကျဖြစ်လွယ်တာတွေစိတ်တူစိတ်ဆက်လွယ်တာတွေဒါမျိုးတွေဖြစ်နိုင်တယ်။အဲ့တော့နံပါတ်၄ချက် vitamin D ကကျွန်တော်တို့ရဲ့စပင် hair နဲ့ skin အသားအရေပေါ်မှာလည်း effect ရှိတယ်။ vitamin D နည်းနေရင်စပင်ကျွတ်လွယ်တယ်။ကျွတ်တာမှ diffuse shedding ဖြစ်တယ်ကြာနည်းနည်းလေးကျွတာမဟုတ်ဘူးအဆုလိုက်ထွေးလိုက်ကျွတ်တဲ့ဟာမျိုးတွေပေါ့ပြီးရင်သူကသပင်ပြန်ပေါက်တဲ့ process ကိုလည်းကြံ့ကြအောင်သူကလုပ်တယ် မြန်မြန်စပင်းအစ်စ်ကပြန်မထွက်လာအောင်အရေပြားမှာကျတော့သူကဒီအစီထုတ်လို့မှုကိုထိညိပေးတယ်အဲ့တော့သူနဲနေရင်အရေပြားအစီမြန်မြန်ထုတ်တယ်မြန်မြန်ထုတ်တော့ဝက်ရှင်ပူထားတယ်လက်သေးခြေသေးတွေမှာတော့တိတ်ပြီးတော့ fact မရှိဘူးအဲ့တော့နောက်တစ်ချက်နံပါတ်5ဗီတာမင် D ကအိပ်စက်မှုအပေါ်မှာလည်း effect သွားရှိတယ်တချို့ study တွေမှာဒီ chronic insomnia ပေါ့နော် ရေရှည်နာတာရှည်ညအိမ်မပြောတဲ့အိဆရာခတ်တဲ့လူတွေမှာသွားပြီးတော့ကြည့်လိုက်တော့လူတော်တော်များများကဗိုက်တာမင် D deficient ဖြစ်နေတာကိုတွေ့ရတယ်ဗိုက်တာမင် D deficiency ကို correct လုပ်လိုက်တယ်ပြန်ကုလိုက်တဲ့အချိန်မှာလဲဒီအိတ်တာကအိဆက်မှုကပို့ပြီးတော့ကောင်းလာတာကိုတွေ့ရတယ်အဲ့တော့ဗိုက်တာမင် D ကအိဆက်မှုအပေါ်မှာ effect ၃ခုရှိတယ်နံပါတ်၁ကဘာလဲဆိုတော့ sleep duration ပေါ့နော် အိတ်တာကမှထားပါတော့9နာရီ10နာရီလောက်အိမ်ရင်လူတစ်ယောက်ကချမ်းမာတယ်လို့သတ်မှတ်လို့ရတယ် အဲ့လိုမဟုတ်ပဲ9နာရီလောက်ပဲအိပ်ပြီးတော့ပြင်ပြင်နိုးလာတာမျိုးပေါ့အဲ့ဒါနံပါတ်1 sleep duration ကိုသူကတိုးတောင်းစီတယ်နံပါတ်2ကကျတော့အဲ့လိုမျိုးနိုးလာပြီးပြန်အိပ်ဖို့ခက်ခဲတယ်နောက်ဆုံးအနေနဲ့ vitamin D ကအိပ်စက်မှုပုံမှာပါရှိလဲဆိုတော့ non restorative sleep ဆိုတဲ့အဓိပ္ပာယ်ကညထားပါတော့9နာရီ10နာရီအိပ်ချိန်ရှိတယ်ဆိုရင်တော့မနေ့နိုးလာရင်သူကမလန်းဘူးအေးရေမဝဘူးအိပ်ထားရတာသူတို့ကောင်းကောင်းမနားလိုက်ရဘူးဆိုတဲ့ခံစားမှုကိုသူကရတယ်နံပါတ်6အနေနဲ့ vitamin D နည်းလို့ရှိရင် စည်းကြိုထိန်ချုပ်မှုမှာနည်းနည်းလေးခက်ခဲတယ်အခါကျရင်ကိုကအစားအသောက်တွေလည်းတခြားဆင်ကျင်ရတာနဲ့ပေါ့နော်အဲစည်းကြိုအကျိုးဝင်ကျင်တာမျိုးသို့မဟုတ်စည်းကြိုတမအစ်စ်ဆိုလို့ရှိရင်လည်းဆေးလေပုံမှန်တောက်တယ်အာအစားအသောက်ကလည်းထိန်နေဒါပေမဲ့စည်းကြိုကမကျသွားဘူးဆိုရင်ဗိုက်တာမင် D level လေးကိုစစ်ကြည့်တယ်နေနေလို့ရှိရင်အဲ့လိုစီးကြိုထိန်တာကမောက်တိကမောက်ကဖြစ်တတ်တယ်။နောက်ဆုံးအချက်နံပါတ်9ကတော့ဗီတာမင် D ကသူက antioxidant effect ကို indirectly ပေးတယ်။ဓာတ်ရိုက်မှာပေး ဓာတ်ရိုက် antioxidant ပေးတဲ့ဟာရယ်နာမည်ကြီး vitamin A, vitamin C, vitamin E antioxidant effect ပေးပါရလဲ anti aging ပုံမင်းရင်းရုံမှုကိုသူကတက်တာစီတဲ့ဒီကင်ဆာတွေကိုလည်းဖြစ်နိုင်ကြီးလျှော့ပေးနိုင်တယ်ပေါ့အဲ့တော့ vitamin D ရကြတော့ ACE ကိုသူကတွယ်ဝိုက်တော့နီးနဲ့သူကလိုက်ပြီးတော့ထိမ့်ညှိပေးတယ်နော် vitamin D လည်းပုံမှန် level ရှိနေမယ် vitamin ACE လည်းကောင်းကောင်းကန်ကန်ရှိနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်တွေက cells တွေကတက်တမ်းပိုကြတယ်ကြတော့ အိုမင်းရင်ရောခြင်းဆိုတဲ့ effect မဖြစ်ဘူးနုပြိုတယ်ပေါ့အဲ့တော့ကျွန်တော်အခုထိပြောသွားတာဗိုက်တာမင် D ကခန္ဓာကိုယ်ထဲမှာသူ့ရိုးရပါတယ်ရှိတယ်သူနေရင်ဘာဖြစ်မလဲဆိုတော့ခုနှစ်ချက်နဲ့ကျွန်တော် ခွဲပြောတာတယ်အဲ့တော့ဒီမှာကျွန်တော်ရဲ့အတွေ့အကြုံလေးလည်းတစ်ချက်ထည့်ပြီးတော့ပြောခြင်းတယ်အဓိကကတော့ပါရက၃ခုပေါ့နော်တစ်ခုကတော့ကျွန်တော်ပြောပြီးပြီအရှိမဒီကိုဝင်စားအမျိုးသမီးကလေးချီပြီးတော့ကလေးချီပြီးတော့လမ်းလျှောက်နေတော့မှသူကအရန်6ရက်တည်းချွတ်သားနေနာလို့အဲ့မှာအကြောင်းရင်းကနောက်ဆုံးရှာမရတဲ့အဆုံးမှာဘာဖြစ်သွားလဲဆိုတော့ဗိုက်တာမင် D နည်းနေတာဖြစ်နေတယ်အဲ့ဒါကြောင့်မလို့သူကခြေတလုံးချွတ်သားတွေလမ်းလာနာတယ် ကလေးကိုပွေပြီးတော့တိတ်မချိနိုင်ဘူးပေါ့ခဏလေး9မိနစ်လောက်ချိရတယ်မရတော့ဒုတိယတာတကားကျတော့ခဏခဏကိုရာသီဥတုအခုပြောင်းမှာအာစီရဲချောင်းဆိုးတယ်တုတ်ကိုယ်လည်းမဟုတ်ဘူးသူကဒီအိုင်းမဲဟချိုးချိရဲနာစီချောင်းဆိုးတယ်မဖြောင်းခဏခဏဖြစ်တယ်တန်လဲပုံမှန်ချတာပဲ အဆုံးဖြစ်ချလိုက်တော့ vitamin D တအားနည်းနေတယ်နည်းနေတော့သူကအိမ်မျိုးကနည်းနည်းလေးပြဿနာတက်နေတာပေါ့နော်အဲ့တော့ D ကိုပြန်ဖြည့်ပေးလိုက်တော့အဲ့ symptom တွေတော်တော်ယော့သွားတယ်နောက်ဆုံးတစ်ယောက်ကကြတော့ကလေးလေးပြကလေးလေးဆိုတာက73နှစ်14နှစ်ရွယ်ပေါ့နော်အသားကလုံအောင်ဖြူဖွေး main ကလေးအဲဟိုပါပေါ့ចောင်းတက်နေတာပေါ့နော် international school တက်နေတဲ့ကလေးပဲ သူကဆာမွေးနာနီးနေပြီကွာရောက်လာတော့သူ panic attack နဲ့လာတာ panic attack နဲ့အသက်ရှူနေမြန်ပြီးတော့ရောက်လာတာရောက်လာတော့ panic attack ကတော့အစိတ်ခံပါတယ်ဆက်သက်ဖြစ်သွားတယ်ဒါပေမဲ့အချောင်းအင်းကိုရှာလိုက်တော့ vitamin D အရန်နည်းနေတယ်သူက vitamin D ကဟိုဟာလောက်ပဲရှိမှတင်တယ်၈လောက်ပဲရှိမှအဲ့တော့ D level နဲ့ဆိုလို့ရှိရင် anxiety panic attack တွေအရန်ဖြစ်လို့ရတယ်သူတပြင်ကလေးတွေမှာနောက်တစ်ခါကျတော့ vitamin D နဲ့ဒီစိတ်ဖိစီးမှုတွေကို handle လုပ်ဖို့ခက်တယ်အဲ့တော့သူကဆာမွေးရှိနေတဲ့ကာလဆိုတော့ပိုဆိုးသွားတယ် အဲ့တော့ဒီ clip ကတော့ဒီထိပဲပေါ့နော် နောက်တစ်ပိုင်းမှာကျတော့ကျွန်တော်တို့ vitamin D ရဲ့ထားတဲ့ level ပေါ့ဒါကတော့သွေးစစ်ပြီးမှသိမှာအဲဘယ်လိုပြန်ဖြည့်ရမလဲဆိုတာရယ်ဘယ်လောက်ကြာကြာဖြည့်ရမှာလဲဘယ်လိုလူတွေကချို့တက်တယ်လဲပေါ့ခုနကပြောတဲ့နေရောင်ကြီးလည်းမထွက်ရင်တော့ချို့တက်မှာပေါ့ဒါပေမဲ့နေရောင်ကြီးလည်းထွက်တယ်ချို့တက်တယ်ဆိုရင်ဘာကြောင့်လဲတကယ်လို့ဒီ video လေးကအကျိုးရှိတယ်ဆိုလို့ရှိရင်တင်းရဲ့အတီထဲမှာ vitamin D နည်းနေတယ်လို့ထင်ရတဲ့လူတွေကိုဒါလေးကို share ပေးခြင်းအပြင်ကူညီပေးနိုင်ပါတယ်